2020လာမယ့်ဧပြီလမှာပြည့်မယ်။အတားမွေးမှာနေပါတယ်။ကျွန်တော်ရဲ့ကြောက်ကရောဂါကစခံစားရတဲ့အချိန်ရလို့ဒါပြောလို့မရအောင်။ဒါကြောင့်မလို့ကျွန်တော်ကြောက်ကဖြစ်တယ်၊ခင်ဗျားကြောက်ကကနာတာရှိဖြစ်တယ်လို့ပြောတဲ့ခါမှာအဲ့တော့ကျွန်တော်အရန်အော်အော်သွားတယ်။ဘယ်တော့မှစခဲ့တာလေ။ကျွန်တော်ကြားမှာရဘယ်တော့ check လုပ်လို့အကုန်ကောင်းတယ်။ဒါမဲ့ ခုနှစ်ရှင်းနဲ့အရင်ကကျွန်တော်ဆာကူရာမာစင်ကာပူ evangelist or specialist တဲ့နဲ့ပြတဲ့အခါအကုန်ကောင်းတယ်ကြောက်ကနည်းနည်းအားနည်းခြင်းတယ်အဲ့လိုပြောခဲ့တာကိုကျွန်တော်ကလည်းအဲ့ဒီအဲ့ဒီတော့အားနည်းခြင်းတာပဲရှိတယ်အားနည်းတာမဟုတ်ဘူးလို့အတိတ်ပဲဖွင့်ပြီးတော့ဘာမှမလုပ်ခဲ့ဘူးအဲ့တော့ကျွန်တော်စေကံပြဖို့ဖြစ်လာတာက ဒီလိုစကားတွေနည်းနည်းရှင်းတော့မကြီးတခုံးကို မကြာမကြာပြော ဖြစ်လာတဲ့အခါကျွန်တော်မျိုးသမီးကကျွန်တော်ကိုတခါတော့ကိုယ်ကဘောဆေးရုံကိုပို့တယ်အဲလမ်းမှာလည်းသူတို့ပြောတာအကုန်ကျွန်တော်ဖြေတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါတွေမသတိမရဘူးအဲ့ဒါကြောင့်ဟိုရောက်တဲ့အခါသူတို့ကစီဒီစကန်ရိုက်ပါဆိုပြီးတော့ပြောတယ်ဒါပေမဲ့စီဒီစကန်ဌာနပိတ်သွားပြီတွားတာညညနေပိုင်းဆိုတော့လေပိတ်သွားပြီဆိုတော့ ဝိတူရီယာကိုတွားရိုက်ဆိုပြီးတော့အဲ့လိုညွန်လိုက်တယ်အဲ့တော့ကျွန်တော်အမျိုးသမီးကအဲ့အဲ့ဒါဆိုခုမှလည်းလွယ်သွားအောင်ဆရာရဲ့လက်မလေးထိုးပြီးစာလေးနဲ့ရေးပြီးအဲ့ဒါလုပ်နေတော့မှဆရာဝန်နောက်တယောက်ကလေခဏစစ်စစ်ကြာရှိတယ်ဆိုပြီးစစ်စစ်လိုက်တဲ့အခါမှာသူရှူဂါစံချင်က20နှစ်ပဲရှိနေတယ်အဲ့ဒါကြောင့်ဩအဲ့ရှူဂါအရန်ကြတယ်လို့ဖြစ်တယ်ဒီညဒီမှာနားပါနှစ်ဖင် ဆေးရုံဆင်းပါအဲ့လိုပြောတယ်ဒါပေမဲ့သူတို့ blood test တွေရဲ့အဖြေကိုကြည့်လိုက်တဲ့အခါမှာကျောက်ကမှာပိုးဝင်နေတယ်စီးစီးခုံမှာစီးစီးချက်မှာပိုးပိုးဝင်နေတယ်အဲ့လိုပြောအဲ့တော့သွေးစစ်ဆေးတော့အဲ့လိုနှစ်ပတ်လောက်လုပ်တဲ့အခါမှာသူချမ်းမတိုးတက်လာတဲ့အတွက်နောက်ပိုင်းဆရာဆရာဝန်က ဆရာရဲ့ကြောက်ကဆေးဖို့သို့မဟုတ်လဲဖို့လိုနေပြီလို့ပြောပါတယ်အဲ့ဒီခါမှာအဲ့ဒီကနေစပြီးခုလိုဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့အိန္ဒိယကိုသွားပြီးခွေးကြောက်ကကြောက်ကအစားထိုးလဲဖို့ဖြစ်လာခဲ့တာပါအဲ့တော့ကျွန်တော်အဲ့လိုကြောက်ကအစားထိုးရတော့မယ်လို့ဆရာဝန်ပြောပြောချင်းကျွန်တော်တမီးကသူ့ရဲ့ကြောက်က ရှိတယ်ပြေးမယ်ဆိုပြီးတမီးရဲ့ကြောက်ကတည်းပဲကျွန်တော်အခုအာနေကောင်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တမီးရဲ့ကြောက်ကတ်ကိုကျွန်တော်တမီးကလည်းပြေးတယ်ဒါကြောင့်မလို့အိန္ဒိယကိုကျွန်တော်တို့ဇနီးမောင်နှံရဲ့ကျွန်တော်တမီးရဲ့ကျွန်တော်ညီရဲ့အလုံး၄ယောက်သွားပြီးတော့အာကုသမှုကိုခံယူပါတယ်အဲ့တော့စစ်စေးစရာစစ်စေးပြီးတဲ့နောက်မှာတမီးရဲ့ကြောက်ကတ်ကိုအာထည့်ပေးတယ်တမီးကတော့တပတ် ဆေးရုံဆင်းပြီးတဲ့နောက်တရက်နဲ့ပဲနေပြီးတော့ဗမာပြည်ပြန်လာတယ်ကျွန်တော်ကတော့အဲ့ဒီမှာ ICU မှာနှစ်ပတ်တက်ပြီးတော့ဆင်းအဲ့ဒီအိန္ဒိယမှာပဲကျွန်တော်ခုနလကြာသွားတယ်အစတုန်းကတော့တလနလဆိုအတွင်းမှာပြန်လာမယ်လို့စိတ်ကူးတော်လည်းပဲဘာပဲဖြစ်ဖြစ်ဒီမှာစိတ်ချရအောင်နေတာကောင်းတယ်ဆိုပြီးအဲ့လိုစဉ်းစားစရာတစ်ခုတစ်ခုရှိလာတာ ਨੇ လေလက်မှတ်ကိုလည်းသူတို့ရွချင်းပြီးတော့သူတို့ခွန်းလဗမာပြည်ပြန်ရောက်တဲ့ညမှာခွန်းလတင်းတင်းပြည့်တဲ့အထီးအိန္ဒိယမှာနေခဲ့ပါတယ်အဲ့တော့တဲကြောက်ကစာထူကုသရဲဆိုတာတလောက်ကြီးကြောက်စရာကောင်းတဲ့အလုပ်လည်းမဟုတ်ပါဘူးဒီခွဲစိတ်တဲ့အခါမှာဝေဒနာမရှိပါဘူးမရှိဘူးအဲ့တော့ခွဲစိတ်ပြီးတဲ့နောက်မှာ ်နည်းတန်ရာတော့ရှိနေပြီဆိုတော့အဲ့ဒါလေးပါပဲအဲ့တော့ဗမာပြည်လာတဲ့လူနာတွေရှိပါတယ်အာဒီလိုအသက်ကြီးတဲ့အဖွားကြီးတွေတိတ်မကြီးသေးတဲ့အမဆိုပါစို့အဲသူတို့တချို့အယမ်းကြောက်ကြတယ်အဲ့လိုလူတွေကိုကျွန်တော်ကဒါဆူတောင်းပေးမကြောက်ပါနဲ့လို့ဆူတောင်းပေးတယ်ဖျားရှိတယ်ဖျားကမဆပါလိမ့်မယ်ပြီးတော့လည်း ကျွန်တော်ကိုယ်တိုင်လည်းခွဲပြီးပြီဘာဝေဒနာမှမရှိဘူးလို့အားပေးတဲ့ခါမှာအဲဒီဗမာလူနာတွေလည်းတတော်ကိုစိတ်ချမ်းသာပြီးတော့ခွဲစခန်းကိုရဲရဲဝံ့ဝံ့ဝင်နိုင်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တမီးရဲ့အချင်းတွေလည်းကောင်းပါတယ်ကျွန်တော်ကိုလည်းဒီလိုမာမန်သူလည်းအာဂရုစိုက်ပါတယ်တမီးကတော့တကယ်အာကတမီးလေးပါကျွန်တော် ဒီဒီဆေးရုံကိုဆက်သွယ်ပေးတဲ့ We Care Company အဖွဲ့ကိုလည်းကျေးဇူးတင်တယ်။ကိုဆိုင်တဲ့ဝန်ထမ်းများအားလုံးကိုပေါ့နော်။ပြီးတော့လည်းအပိုလိုဆေးရုံကိုလည်းအရန်ကျေးဇူးတင်တယ်။အင်မတန်ကောင်းတဲ့နေရာဖြစ်တယ်။ကပ္ပစံချိန်မီနောက်ဆုံးပေါ်ဆေးပညာတွေကိုလည်းလို့သူတို့ကြောင်ညာခန်းထဲမှာ ကြည့်ရတယ်။ကျွန်တော်ပြန်တဲ့နေ့မှာဆိုရင်အင်မတန်သူဆိုင်တဲ့ကွန်ပျူတာ နီးပညာနဲ့လုပ်ထားတဲ့စေအဲတာမကြီးကုသနီးထုံးကုသနီးအဲ့ဒါတွေကိုလည်းကြည့်ခဲ့ရတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားအဲ့လိုပြောတင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်အရင်မှအဲ့လိုစောက်ကဝေဒနာတွေတွေစေးတာတွေကိုစေးနေရတာတွေကိုတွေ့တွေ့ခဲ့ရတယ်မကြခင်ဆုံးသွားတာတွေကိုလည်းတွေ့ခဲ့ရတယ် အဲ့တော့ကြောက်ကဆေးနေတဲ့လူနာတွေရဲ့အခြေအနေကို ကြည့်ပြီးတော့ကြောက်ကဆေးတဲ့အလုပ်ကိုတော့ကျွန်တော်တကယ်ကိုမလုပ်ချင်ဘူးလန့်လဲလန့်တယ်အဲ့ဒါကြောင့်ကြောက်ကဆေးဖို့သို့မဟုတ်လဲဖို့လိုတယ်လို့ပြောလိုက်ကြတဲ့ကျွန်တော်ကတော့ဒါခွဲမယ်ဆိုရင်ခွဲမယ်ဆေးဖို့တော့စိတ်မကူဘူးအဲ့လိုဆုံးဖြတ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုမာဂျင်တလဲဆိုတော့ ဒါကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဆေးပြီးတော့တက်တာမဲ့လူနာဆိုရင်ဒါဆေးဆေးတဲ့ဆေးတဲ့ပါတယ်เนาะသို့တော့လူနာဒီအာယောဂအခြေအနေကတတော်ကိုပြင်းထန်နေပြီဒါခွဲမှရမယ်ဆိုတဲ့အဆင့်ရောက်ပြီဆိုရင်တော့ခွဲဖို့ကိုမငင်းပါနဲ့ဒါဆေးဖို့ကိုစိတ်မကူးနဲ့ကျွန်တော်ဟိုမှာလဲပမာပြီလူနာတယောက်အဲ့လိုပါပဲတွေ့ဘူးတယ်သူတို့လည်း ဒီလေ့လာထားတယ်ရှိတယ်ဆေးမယ်အဲ့ဒါကိုရွေးလိုက်တယ်အခုနောက်ဆုံးကြားတာတော့ခွဲဖို့ပဲပြန်သူတို့လုပ်တယ်ဆိုတာကိုကြားရပါတယ်အဲ့တော့ကျွန်တော်အဲ့လိုတောက်ကဝေဒနာတွေကိုပြောလိုတာကယောဂအချင်းနေကဆေးရုံနဲ့တက်တာမယ်ဆိုရင်တော့ဒါကောင်းပါတယ်ဒါပေမဲ့ခွဲမှဖြစ်မယ်ဆိုရင်တော့မကြောက်ပါနဲ့တောက်ကခွဲတယ်တောက်က လဲတယ်ဆိုတာဘာမှခက်တဲ့အလုပ်မဟုတ်ပါဘူးအရန်ကိုလွယ်ကူပါတယ်လို့အာအပြေလို့ပါတယ်